်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆက်မဒီဗီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်အပြည်ပြည်ဆိုင်ရာအလို့သမားရေးရအဖွဲ့ ILO ကမြန်မာနိုင်ငံမှာအလို့သမားတမကတွေကိုဖြိုခွဲဖိနှိပ်တာတွေကြောင့်အရေးယူဖို့ဆုံးဖြတ်ထားပေမဲ့ကျူးလွန်ချိုးပေါက်တာတွေဆက်ရှိနေဆဲဖြစ်တယ်လို့ပြည်တွင်းအလို့သမားအရေးလှုပ်ရှားသူတွေစီကသိရပါဗျ။ ILO ကနေလက်တွေ့ကြပြီးထိရောက်တဲ့အကာအကွယ်မပေးနိုင်တာကြောင့်ပြည်တွင်းမှာအလုပ်သမားသမဂ္ဂတွေကိုဖြိုခွဲဖိနှိပ်တဲ့လောက်ရကိုလုပ်ငန်းရှင်တွေသာမကအာဏာသိစစ်ကော်မရှင်ကပါဆက်လက်ကျူးလွန်နေတာလို့အလုပ်သမားရေးကူညီဆောင်ရွက်နေသူတယောက်ကပြောပါတယ်စေယုံတချို့ကအလုတ်သမားသမဂ္ဂတွေရှိနေတာမလို့လားပဲသမဂ္ဂမှာပါဝင်သူတွေကိုအကြောင်းရှာပြီးအလုတ်ထုတ်တာမျိုးနဲ့ ILO ရဲ့ပြဋ္ဌာန်းချက်ကိုပြပြောင်တည်တင်းချုပ်ဖောက်မှုတွေဆက်လက်ကျူးလွန်နေတယ်လို့လောတမအဖွဲ့တွေကဆိုပါတယ်။အနည်းဆက်ဆုံးဖြစ်ရအနေနဲ့ရွှေပြည်သားမျိုးနွယ်မှာဖွင့်လှစ်လဲပတ်နေတဲ့ Bontech အထက်ကျုပ်စေယုံကလောတမတမကခေါင်းဆောင်6ယောက်အလုတ်ထုတ်ခရပြီးတမကဖြုတ်ခွဲခရရာရှိခဲ့တယ်လို့ SDUM ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်အသင်းအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့စီယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89နဲ့အတမအခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29တို့ကိုချိုးဖောက်ကျူးလွန်နေတာကြောင့်ပုံမှန်သုံးသုံးနဲ့အရေးယူဖို့ဇူလ9ရက်မှာ ILO ကအတည်ပြုဆုံးဖြတ်ထားတာရှိပါတယ်ရှင်။ ကရနီပြည်နယ်မှာစစ်ကောင်စီတပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်အောက်တိုဘာလ၁လတာအတွင်းပြည်သူ9ယောက်သေဆုံးခဲ့ရတယ်လို့ကရနီလူအခွင့်အရေးအဖွဲ့ကနိုဝင်ဘာလ9ရက်မှာထုတ်ပြန်ပါတယ်။စကောက်စီတက်ရဲ့ drone နဲ့ဗိုလ်ကျဲတက်ခိုင်းမှုကြောင့်အမျိုးသား၃ယောက်နဲ့ကြားမခွဲခြားမသိရသူ၁ယောက်သေဆုံးပြီးစစ်တပ်ကတပ်ဖြတ်တဲ့အတွက်အမျိုးသား၂ယောက်နဲ့အမျိုးသမီး၁ယောက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ဂရီနီမှာစစ်တပ်ကလူခွေရေချိုးပေါက်တာတွေအများကြီးလုပ်နေပြီး လေရင်သံကြားတာနဲ့ကြောက်နေရတယ်လို့စစ်ရှောင်းမျိုးသမီးတယောက်ကပြောပါတယ်ဒါပြင်လေကြောင်းကနေပုံကျဲတာလက်နဲ့ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ပုံကျဲတာမိုင်းနေမိတာတွေကြောင့်မြို့သား၈ယောက်မြို့သမီး၄ယောက်၁၈နှစ်အလူငယ်၆ယောက်နဲ့ကြားမခွဲခြားမသိရသူ၃ယောက်စစ်စုပေါင်း၂၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ကအော်တိုဘားလထဲမှာစစ်ပေးရှောင်းတဲ့ဒေသခံတွေစိုက်ပျိုးထားတဲ့စပားနဲ့စိုက်ပျိုးသီးနှံတွေမရိတ်သိမ်းနိုင်ပဲစာနာရိတ်ခပြက်လက်အောင်စပားရဲမဲ့ပြည်သူတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ပြီးလက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်စစ်ကောင်စီရဲ့အခြေခံရည်ညွှန်းစပားဈေးကတောင်သူတွေအတွက်အားကိုးလောက်တဲ့ဈေးဖြစ်မလာပဲအရှုံးပေါ်တဲ့ဈေးသာဖြစ်လာတယ်လို့တောင်သူတွေကပြောပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ စစ်ကော်မရှင်က2025မူစပါနဲ့2026မူစပါအတွက်အခြေခံရည်ညွှန်းစပါးစီကို စပါအချောက်အတန်းတသိန်း46ကိုစပါတင်းတရာကို73,500ဈေးထုတ်ပြန်လိုက်ပြီးဒီဈေးဟာတောင်တူတွေအတွက်စပါဆက်လက်စိုက်ပျိုးဖို့ရည်နှင်းလာတဲ့အခြေအနေကိုပိုပြီးပြိုလဲလာစေမှာဖြစ်ပါတယ်။လက်တလောစပါရိတ်ချိန်မှာမိုးအဆက်မပြတ်ရွာသွန်းနေတဲ့ရန်ကုန်ဘကူအော်ဒီယာလက်သမားတွေဟာစပါမပြတ်ဖို့ရင်တမမနဲ့ဆုံးချနေကြရပါတယ်။မရဘူး။ မရဘူးဆိုတာဒီခုဒါမိုးတပါကိုလူတို့လူတပါပြန်ဆက်ဖို့လေဓမ္မအားခဲတဲ့ခါကျတော့ဒီစည်းနဲ့ကြစိုက်ဖို့စဉ်းစားပါကြီးမစိုက်နိုင်ကြတော့ဘူးပေါ့သူကလူဖက်ကျတော့ဒီကောက်၁၀သိန်းလောက်ပုံတယ်ဘုရားသိကလူတပါစိုက်ဖို့ကျတော့ဒီကောက်၁၀သိန်းလောက်ပုံတယ်၁၀သိန်းလောက်ပုံတဲ့ခါကျတော့အခုဒီမိုးတပါကိုသူတို့မိခိုးပြီးဒီစည်းတက်မှတ်လိုက်လို့ဆိုရင်လူစိုက်မဲ့လူနေရောမှာပေါ့သူကအခုဘာခံတာလဲဆိုတော့ကောင်ကြီးက30တိန်း30 30တိန်းလောက်ရောင်းရတယ်နိဘုရားသမားကကောင်ကြီးပါလေလေသမားကျတော့မြတ်သွားပြီ ကောင်းရင်ပါလေလေသမားကြတော့သူကအမြအမြန်နေလေးရှိပါဘူး။ကောင်းရင်မပါလေအကျန်သမားကြတော့သူကအဆုံးပဲကိုသွားနေ။ပြီးခဲ့တဲ့2025မိုးစွားရသည့်အစမှာစပားအဟောင်းစည်းကွက်တွေကအစာကျဆင်းနေတယ်လို့အိန္ဒိယနိုင်ငံကစံတန်ချိန်24တန်းကိုထုတ်ရောင်းလာတဲ့အတွက်ကမ္ဘာစံစည်းရတန်ကိုဒေါ်လာ100ကျော်ကျဆင်းခဲ့ပါတယ်။ဒီအခြေအနေကမြန်မာစံ exportary စံတင်ဖို့ရောင်းချဖို့အခက်အခဲတွေ ဖြစ်လာပြီးစပားမပေါ်ခင်ကတည်းကစံစပားကုန်တဲ့အချင်းချင်း စဘာပုံချင်းဝယ်ယူရေးမှာတတိထားဖို့တတိပေးပြောဆိုတာတွေရှိခဲ့ပါတယ်။စဘာစီစက်တိုက်ကြဆင်းလာတဲ့အပြင်လုတာရှပါတာတွင်းအားစုစည်းမြင်တာတွေကြောင့်တောင်တူတွေဟာစဘာအည်တွင်းနဲ့အထွန်းလုံးတိုးအောင်စနစ်တကျမစိုက်ပျိုးနိုင်တော့တဲ့အတွက်အထွန်းလုံးတွေကြဆင်းလာတယ်လို့တွင်းအားစုကုန်ကြစည်းကရှော့ချပေမဲ့အသက်ဈေးမှာပဲရှိနေလို့ရောကြလာတာမရှိခဲ့ပါဘူး။ဒါကြောင့်မိုးစဘာတအေကကိုစစ်ကော်မရှင်ကမန်တိုင်အထွန်းလုံးတင်းတရာတတ်မှတ်ထားပေမဲ့ ြင်းပြသိန်း90လောက်သာကျော်လာပါတော့တယ်။စပါးအတင်းတရာကုန်ကြစည်းကအနည်းဆုံး72တိန်းလောက်ဖြစ်လာပြီမယ်။ပြီးခဲ့တဲ့2025 April လအတွင်းအချောက်ကျဲစိတ်ပြူချတဲ့စပါးရီစက်တင်ဘာလပေါ်ချိန်မှာစပါးအတင်းတရာကို78တိန်းခွဲ9တိန်းတာပေါက်စီရှိလို့ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့တယ်။အခြေခံရင်းညွှန်းစပါးစီးဖြစ်တဲ့ကျပ်9တိန်းခွဲအောက်ကျဆင်းခဲ့တာဖြစ်ပါတယ်။လက်တော်စစ်ကော်မရှင်က 2025မူစပါနဲ့2026နူစပါရသည့်အတွက်ထုတ်ပြန်လိုက်တဲ့အခြေခံရည်ညွှန်းစပါးစီကလည်းမူရင်ထဲမှာအဆိုရရမယ်လေသမားတွေအတွက် စပါအချောက်အတန်စီသတ်မှတ်ထားတဲ့ရည်ညွှန်းစီအောက်ကျဆင်းလာမှာဖြစ်တယ်လို့ဝယ်သူရှားတဲ့အခြေအနေနဲ့လည်းရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ဒီအခြေအနေဟာရည်တည်ဥတုကြောင့်စပါအချွန်းနှုံကောင်းမှုနဲ့လာမယ့်နူစပါစိုက်ပျိုးချုပ်လုပ်မှုကိုကြီးခိုက်လာစေမှာဖြစ်တယ်လို့တောင်သူတယောက်ကသုံးသပ်ပါတယ်။ အဲ့တော့မြေစီပညာတွေးပြီးတော့ဒေတာရှယ်ဆိုင်တာဒေတာရှယ်ကုန်တာပေါ့ဒေတာရှယ်မွဲတာပေါ့အဲ့လိုအများစုဟာဒီပုံစံဖြစ်တဲ့အခါကျတော့ဘယ်သူကဒီလေစဘာထွက်ဖို့ကိစ္စကိုအားထုတ်မှန်တဲ့လုံးဝဆိုင်ပြီးတော့လုပ်တော့မှာတော့ဝိတ္တတန်ကြီးပေါ်ရကြီးလည်းမရလည်းမမရလည်းအရင်ပဲဆိုတော့အထိခိုက်နေတဲ့နှုံးလောက်ပဲဝိတ္တတန်ကြီးရဲ့ဝိတ္တတန်ကြီးဆက်လင်းမောင်းမြေလေးချင်းပြီးတော့ငွေရအချောက်ချင်းအဲ့တော့လေဒီစဘာဘလို့ထွက်မလဲအဲ့လိုဒီလိုအခြေအနေတွေကြောင့်စိုက်အေက15တန်းအထိလုတ်ကင်နေတဲ့မိုးစပါလုပ်ငန်းဟာ စနစ်ကြပြူထောင်ကောက်ဆက်ရာကနေအစိုးကျဲပတ်ဆိုင်ပြူတဲ့စနစ်ကိုချဆင်ခဲ့တယ်လို့အခုအခါမှာတော့ပိုဆိုးလာတဲ့အချောက်ကျဲပတ်ဆိုင်ပြူပြီးကုံကြဆင်းကိုအစင်စင်လျှော့ချလိုက်ပေါင်းပင်တွေကြစပါရှာရခဲ့တဲ့အခြေအနေကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ဒါအပြင်ဆိုင်အီကနတန်းရှိပြီးဆိုင်အီတွေးကောင်းမလို့အားထားဆိုင်ပြူရတဲ့နှွေးစပါဆိုင်ပြူရေးလုပ်ငန်းကလည်း စစ်ကော်မရှင်ကစက်အေကတတန်းအထိတုံးမြင့်ဖို့ညီမှန်းချပေမဲ့အကျိုးအမြတ်အရစပါးစိုက်ပျိုးဖို့ခက်ခဲလာတဲ့အတွက်မူလစိုက်အေကကိုပြင်မြင်အောင်စိုက်ပျိုးနိုင်ဖို့ပုံပြီးခက်ခဲလာမှာဖြစ်ပါတယ်။စစ်ကော်မရှင်ကစပါးစိုက်ပျိုးရဒီကြရီမှာလယ်ရီကိုမလတ်ချဖို့ဆိုင်းပုတ်တွေထောင်လာကြတာကတောင်သူတွေစပါးစိုက်ဖို့ခက်ခဲလာတဲ့အခြေအနေပေါ်မှာမဆိုင်မပြိုးပဲလက်မနာရဲတဲ့အခြေအနေတွေဖြစ်လာပါတယ်။တောင်သူတွေမှာအခက်အခဲတွေပိုပြီးကြက်တဲလာနေပေမဲ့ တောင်တူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥပဒေအရဖွဲ့စည်းထားတဲ့ဥဆောင်အဖွဲ့ကထုတ်ပြန်လာတဲ့အခြေခံရည်ညွှန်းစပါးစီကလည်းတောင်တူတွေအတွက်တက်တာရမဖြစ်ပဲဘူးလေးရဖုံစင်တယ်လို့စင်ပါပြိုလဲရတဲ့အခြေအနေကိုရောက်ရှိစေပါတယ်ကျမဟန္နာပါဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချိုဆမ်ပါရှင်